ထိုင်းနိုင်ငံမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းကွန်ကရစ်နေရန်ပြိုကျရာမြန်မာလုပ်သားနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။ဇွန်9ရက်မိုးလယ်ပိုင်းကထိုင်းနိုင်ငံပတ္တယာမြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကွန်ကရစ်နေရန်ပြိုကျခဲ့ရာဆောက်လုပ်ရေးလုပ်သား၄ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဇွန်လ9ရက်နေ့မော်လဲ2နာရီ10မိနစ်မှာပတ္တယာမြို့ရက်ွက်တစ်ခုမှာရှိတဲ့မီးရထားလန်းဖောက်လုပ်နေတဲ့နေရာမှာဖြစ်ပွားခဲ့ကြောင်း မီးရထားလန်းဖောက်လုပ်နေတဲ့နေရာအနီးမှာရှိတဲ့ကွန်ကရစ်နေရပ်ပြိုကျခဲ့ရာကေဆိုင်အဖွဲ့တွေကအလင်းမြန်သွားရောက်ခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်။ပြိုကျနေတဲ့အုတ်နေရန်အောက်မှာတတိလိမေမျောနေတဲ့မြန်မာလူသားနှစ်ဦးကိုတွေ့ရှိခဲ့ပြီးကေဆိုင်သမားတွေက၎င်းတို့ကိုရှုတ်မြေအတွင်းကနေခက်ခက်ခဲခဲထုတ်ယူခဲ့ရတယ်လို့ တရင်မှာဆက်လက်ဖော်ပြထားပါရယ်။အောက်ခြေမှာအလုံသမားတွေလောက်ကိုင်းနေစဉ်နေရန်ဟာရုတ်တရက်ပြိုကျခဲ့တာဖြစ်ပြီးမြေပြင်ပေါ်မှာရှိနေတဲ့ထိုင်းအလုံသမားတွေကထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီးပြိုကျမှုနဲ့ပတ်သက်ပြီးထိုင်းအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါရယ်။